မင်္ဂလာညချမ်းပါရှင်။အော်တိုဝါလန်ခုနှစ်ရက်နေ့ည၈နာရီညပိုင်းသတင်းတွေကိုစတင်ပေးထားရတဲ့ထုံးနဲ့တင်ဆက်ပေးပါရမယ်။ဒီနေ့ညပိုင်းသတင်းတွေမှာတော့မုတော်မြို့နယ်ကမာဝဲမြို့အောက်ချော်ရီမူရုံမှာပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးလုံခြုံရေးတပ်ဖွဲ့ဝင်တအူးနဲ့အရဲသားတအူးသေဆုံးခဲ့တဲ့တဲ့။တိုက်ခမီရေလေဖျားပွဲတော်ကိုအနေနဲ့အရဲရက်ကနေဖျားဖို့အများပြားလာရောက်ခဲ့တဲ့တဲ့။2025ဆေးပညာဆိုင်ရာနိုဘယ်ဆုကိုလူကိုခံအားစနစ်ဆိုင်ရာတွေးရှိမှုတွေအတွက် သိပ္ပံပညာရှင်၃ဦးပိုးရန်ရရှိခဲ့တဲ့တည်းထိမ့်သိမ့်ခံခါစာထောက်ပံ့ရေးရင်းရင်အုပ်စုကဂရတာသမတ်နဲ့တခြားတက်ကြွလှုပ်ရှားသူ190ကိုအစ္စရေးနှင်ထုတ်ခဲ့တဲ့တည်းနဲ့ဥရောပလိပွဲတချို့နိုင်ငံရဲ့ခြားသွားကစားမဲ့အစီအစဉ်ကို UEFA ခွင့်ပြုခဲ့တဲ့တည်းအစရှိတဲ့တည်းနဲ့ကိုတင်ဆက်ပေးမှာပါဥဆောင်တဲ့ဒီဘုံအနေနဲ့မူးတုံမြို့နယ်ကမာဝဲမြို့အုတ်ချွေမှုရုံးမှာပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တအုပ်နဲ့အရဲသားတအုပ်သေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာပါ။မော်ပြည်နယ်မှုတော်မြို့နယ်ကမာဝဲမြို့မှာရှိတဲ့ကမာဝဲမြို့အုပ်ချုပ်ရေးမှုရုံးမှာပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးလုံခြုံရေးတပ်ဖွဲ့ဝင်တအုပ်နဲ့အရဲသားတအုပ်သေဆုံးခဲ့တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။အော်တိုဝါလေးရက်နေ့မနက်9:00နာရီဝန်းကျင်ခန့်ကအစိုးရကမာဝဲမြို့မူတုံတန်ဖြူစင်ရဲ့ကားလမ်းဘေးမှာရှိတဲ့မြို့အုပ်ချုပ်ရေးမှူးရုံးကို တနက်သမား2ဦးဆိုင်ကယ်တစ်စီးနဲ့ရောက်လာပြီးတနက်နဲ့ပြက်ခတ်သွားတာပါဒီလိုပြက်ခတ်မှုကြောင့်အုတ်ချုံရီမှုရုံအဆောက်လုံချုံရီတပ်ဖွဲ့ဝင်2ဦးနဲ့အရဲသား2ဦးသေဆုံးခဲ့ကြောင်းနဲ့သေဆုံးခဲ့တဲ့အရဲသားဟာလည်းအုတ်ချုံရီအဖွဲ့နဲ့နှိစက်သူ2ဦးဖြစ်တယ်လို့ကြားသိရကြောင်းဒေသခံ2ဦးကပြောပါရယ်၎င်းကဆက်လက်ပြီးကမာဝဲမြို့အုတ်ချုံရီမှုရုံကိုဘယ်အဖွဲ့ကလာပြက်သွားလဲတော့မသိရသေးဘူးကမာဝဲမြို့ပေါ်မှာကောပြက်ခတ်မှုတွေမကြာခဏဖြစ်လာနေတယ်လို့ပြောကြားခဲ့ပါရယ် ကြက်ခမီရင်းလေဖျားပွဲတော်ကိုအနေနဲ့အရရကနေဖျားဖို့အများပြားလာရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးမှာပါ။တန်ဖြူစင်းရဲ့မြို့နယ်ကြက်ခမီမြို့မှာရှိတဲ့ကြက်ခမီရင်းလေဖျားပွဲတော်ကိုအနေနဲ့အရရကဖျားဖို့အများအပြားလာရောက်ခဲ့တယ်လို့သိရပါဗျ။အော်တိုဘာ6ရက်တနင်္ဂနွေလေဖျားကိုလာရောက်တဲ့ရင်းနှန်းဟာကြက်ခမီမြို့အတွင်းရင်ကျောပေးဆိုတဲ့အထိများပြားခဲ့တယ်လို့မြို့ကန်တဟုကပြောပါရယ်။၎င်းကဆက်လက်ပြီး မနက်စောင်းဝိုင်းမှာမိုးရွာသွားလို့ဖျားဘူးတွေနည်းမယ်လို့ထင်ပေမဲ့မိုးလင်းလာတော့ဖျားဘူးတွေတော်တော်များများလာကြပါတယ်လို့ပြောပါရယ်။ဒါပြင်တန်ဖြူစည်ရဲနဲ့ကြက်ခမီမျိုးကန်တွေကလည်းစတုဒေတာတွေကျွေးမွေးအခန့်ခဲ့တယ်လို့သိရပါရယ်။ကြက်ခမီရေးလေဖျားဗုဒ္ဓပူဇနီးယပွဲတော်ကိုလာရောက်ကြတဲ့ဖျားဘူးတွေအနေနဲ့အပြန်မှာတန်ဖြူစည်ရဲမြို့နယ်ဆက်ဆဲကျေးရွာမှာရှိတဲ့ဆက်ဆဲကမ်းခြေမှာအပန်းဖြေအနားယူကြလေးရှိကြောင်းလည်းသိရပါရယ်။ဆက်ဆဲကမ်းခြေမှာလည်းလူတွေအများကြီးပဲ။ လာလာကြတယ်။မနစ်ကထက်ကိုလူတွေပိုလာကြတယ်လို့ဆက်စဲကြီးရွာကဒေသခံတအုပ်ကပြောပါရယ်။ကျက်ခမေရေးလေဖျားဗုဒ္ဓပုဇနီယပွဲတော်ကိုသတင်းကျွလာစံ၁၄ရက်နေ့ကနေသတင်းကျွလာပြေကျော်၅ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းနဲ့ကျက်ခမေရေးလေဖျားပွဲတော်မှာဖော်လုံးပြိုင်ပွဲပိုက်ကျော်ချင်းပြိုင်ပွဲစတဲ့အာကစားပြိုင်ပွဲတွေထည့်သွင်းကျင်းပပြုလုပ်လေရှိတဲ့အပြင်ညပိုင်းမှာလည်းပျော်ပွဲရွှင်ပွဲတွေဇက်ပွဲတွေမိုးလင်းပေါက်ကားပြဖြိုပြလေရှိတယ်လို့သိရပါဗျာ။ ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ2025စီးပညာဆိုင်ရာနိုဘယ်ဆုကိုလူကိုခံအားစနစ်ဆိုင်ရာတွေးရှိမှုတွေအတွက် သိပ္ပံပညာရှင်3ဦးပူးရင်းရရှိခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါ2025ခုနှစ်အောက်တိုဘာ6ရက်မှာပေးရလိုက်တဲ့စီးပညာဆိုင်ရာနိုဘယ်ဆုကိုလူကိုခံအားစနစ်လုံဆောင်ပုံနဲ့ပတ်သက်တဲ့တွေးရှိချက်တွေအတွက်အမေရိကန်သိပ္ပံပညာရှင်2ဦးနဲ့ဂျပန်သိပ္ပံပညာရှင်1ဦးတို့ပူးရင်းရရှိသွားခဲ့ပါတယ် ဆေးပညာနိုဘယ်ဆုကို Mary Abram ကို Fred Randall နဲ့ Shimon Sakaguchi တို့ကိုပေးရလိုက်တာဖြစ်ပြီးကိုခန့်အားစနစ်ကကိုဝိုင်တ िश ူးတွေကိုပြန်တိုက်ခိုက်ခြင်းမဖြစ်စေအောင်ကုညီထိမ့်သိမ်းပေးတဲ့နီလန်အကြောင်းတွေးရှိခဲ့မှုတွေကြောင့်ဆူရရှိခဲ့တာဖြစ်တယ်လို့ဆွေဒင်နိုင်ငံမှာရှိတဲ့ Carolins Sky Institute ကကြေညာခဲ့ပါတယ်။စုကိုဒဇမမာပေးရခြင်းမြန်မာဖြစ်ပြီးစုငွေအဖြစ်ဆူရင်3ခရိုနာ73တန်းကို3ဝအငင်းမြခွဲဝေယူကြရမှာဖြစ်ပါတယ်။ ဆွေရင်ဘရင်ကလည်း၎င်းတို့ကိုရွှေတစိမ့်တွေထမှန်ချင်းမြင့်အောင်မေးလို့သိရပါတယ်။အဆိုပါသိပ္ပံပညာရှင်၃ဦးရဲ့တွေးရှိချက်တွေကသူတည်တနာနေပေတဲ့တစ်ခုအတွက်အခြေခံအုံမြင့်ဖြစ်လာစေပြီးကင်ဆာနဲ့ကိုယ်ခံအလွန်ကဲမှုစတဲ့ယောဂတွေအတွက်ကုသမှုအသစ်တွေပေါ်ပေါက်လာစေဖို့တွန်းအားဖြစ်စေခဲ့တယ်လို့စုချင်းမြင့်ရဲ့အဖွဲ့ရဲ့ထုတ်ပြန်ကြမှာဆိုထားပါတယ်။နှစ်စဉ်နိုဘယ်ဆုတွေချီးမြှင့်ရမှာဆေးပညာနိုဘယ်ဆုကိုအရင်ဆုံးကြေညာလေးရွှေပါတယ်။ယူပဗေဒဆိုင်ရာနိုဘယ်ဆုကိုအော်တိုဝါ9ရက် ဒါရုဝေဒဆိုင်ယာနိုဘယ်ဆုကိုအော်တိုဝါ၈ရက်စာပေဆိုင်ယာနိုဘယ်ဆုကိုအော်တိုဝါ၉ရက်မှာဆက်လက်ကြီးညာတော်မှာဖြစ်ပြီးစောင့်ကြည့်အခမ်းအနားဆုံးဖြစ်တဲ့ငင်းချင်းနိုဘယ်ဆုကရောအော်တိုဝါ၁၀ရက်မှာကြီးညာတော်မှာပါအော်တိုဝါ၃ရက်မှာတော့စီဝိုင်းနိုဘယ်ဆုကိုအပြီးသက်ကြီးညာတော်မှာဖြစ်ပါတယ်သိပ္ပံစာပေနဲ့ငင်းချင်းနေဘယ်ရီမှာထူးချွန်စွာဆွမ်းဆောင်ခဲ့သူတွေအတွက်1900ခုနှစ်ကစတင်ပြီးနိုဝယ်ဆုတွေချင်းမြင့်လာခဲ့ပြီးကမ္ဘာစစ်တွေအတွင်းစုပေးခြင်းကိုရည်ဆိုင်မှုရှိခဲ့ပါတယ် နောက်ပိုင်းမှာစီးပွားရေးစုကိုထတ်တိုးခဲ့ပြီးဆွေရင်နိုင်ငံရဲ့ဗဟိုဘဏ်ဖြစ်တဲ့ Risbank ကထောက်ပံ့ပေးခဲ့ပါတယ်။ငြိမ်းချမ်းရေးစုကလွှဲပြီးကျန်တဲ့နိုဘယ်ဆုအားလုံးကိုဆွေရင်နိုင်ငံ Stockholm မြို့မှာချီးမြှင့်ပြီးငြိမ်းချမ်းရေးစုကိုတော့နော်ဝေနိုင်ငံမြို့တော် Oslo မှာချီးမြှင့်ပါတယ်။စီးပညာဆိုင်ရာနိုဘယ်ဆုရရှိခဲ့သူတွေထဲမှာပနက်ဆလင်ကိုရှာဖွေတွေ့ရှိခဲ့သူနာမည်ကျော်သိပ္ပံပညာရှင်အလက်ဇန်ဒါဖလမင်လည်းပါဝင်ပါတယ်။သူဟာ1945ခုနှစ်မှာစီးပညာနိုဘယ်ဆုပိုရန်ရရှိသူ၃ဦးထဲကတအိုးဖြစ်ခဲ့ပါတယ်။ ထိန်းသိမ်းခံဂါဇာထောက်ပံ့ရေးရင်ရင်အုပ်စုကနေဂရဒါသမတ်နဲ့တခြားတက်ကြွလှုပ်ရှားသူ190ကိုအစ္စရေးနဲ့ထုတ်ခဲ့တဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ဂရဒါသမတ်အပါအဝင်တက်ကြွလှုပ်ရှားသူတွေနဲ့နိုင်ငံရေးသမားတွေတင်ဆောင်ပြီးဂါဇာကမ်းမြောင်ဒေသကိုဥတီထွက်ခွာလာတဲ့ထောက်ပံ့ရေးရင်ရင်အုပ်စုကိုအော်တိုဝါ၁ရက်မှာအစ္စရေးရေတပ်ကကြားဖြတ်တားဆီးလိုက်ပြီးတဲ့နောက်အော်တိုဝါ၆ရက်မှာဂရဒါသမတ်နဲ့ တခြားတန်းကြွသူ190ကိုဂရိနဲ့ Slovakia နိုင်ငံတွေကိုနှင်ထုတ်လိုက်တယ်လို့ Israel ဘက်ကကြေညာလိုက်ပါတယ်။ထိမ့်သိမ်းခံရသူ489အနက်အခု342ကိုနှင်ထုတ်ပြီးပြီဖြစ်ပါတယ်။အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရနှင်ထုတ်လိုက်သူတွေက Greek, Italy, ပြင်သစ် Ireland, Sweden, Poland, Germany, Bulgaria, Austria, Finland, Denmark, Slovakia, Switzerland, Norway, UK, Serbia နဲ့ American ပြည်ထောင်စုတို့ကဖြစ်ပါတယ်။ ဆွစ်ဇာလန်ကိုပြန်ရောက်နေပြီဖြစ်တဲ့တက်ကြွအလှရှားသူကိုဦးရဲကတချို့က၎င်းတို့ထိန်သိမ်းခံထားရစဉ်အတွင်အိမ်မရစားစရာနဲ့ရေလဲမရကံကြောက်ရိုက်နှက်ခံရမှုတွေတောင်ရှိရလို့ထွက်ဆိုထားကြပြီးအစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရှိသူကဒီဆွဆွဲချက်တွေကိုညှင်းဆိုထားပါတယ်စပိန်တက်ကြွအလှရှားသူတွေကလည်း၎င်းတို့ကိုရိုက်နှက်တာတရွတ်တိုက်ဆွဲခေါ်တာ မျက်စိကိုအဝင်းနဲ့ဆေးတာခြေလက်တွေကိုတုံ့နှောင်တာလောင်ပိတ်ထားတာတွေရှိတယ်လို့စပင်ကိုပြန်ရောက်ပြီးတဲ့နောက်ထွက်ဆိုခဲ့ကြပါတယ်။ဒါပေမဲ့ဒီသတင်းတွေကလုံးဝအလိမ်ညာတွေဖြစ်တယ်လို့အီဇရေးနိုင်ငံသားကြီးဝင်ကြီးဌာနကတုံ့ပြန်ခဲ့ပြီးထိမ့်သိမ်းထားသူအလုံးကို စားစရာရှိတန့်စင်ခန်းတွေပေးခဲ့ကြောင်း၎င်းတို့ရဲ့ဥပဒေဆိုင်ရာအခွင့်အရေးအလုံးလဲရရှိခဲ့ကြောင်း ဝင်ကြီးဌာနပြောခွင့်ရှိသူတို့ကရိုက်တာသတင်းဌာနကိုပြောဆိုခဲ့ပါတယ်။အထောက်ပံ့ပိတ်ဆို့ခံထားရပြီးအငတ်ပေးစိုက်နေပြီလို့ UN ကသတိပေးထားတဲ့ဂါဇာကိုရေရင်55ဇင်းခန့်ပါတဲ့ဂရီတာတမ်ပတ်တို့အဖွဲ့ကအခုညီတွေလာပေးတာဖြစ်ပြီးချားဖြတ်မတားမီအစ္စရေးရဲတပ်က၎င်းတို့ကိုကြိုတရိပ်ပေးခဲ့ပါတယ်။ဇွန်လကလည်းဂရီတာတမ်ပတ်ကိုအစ္စရေးကပုံစံတူဖမ်းဆီးနှင်ထုတ်မှုပြုလုပ်ခဲ့ပါသေးတယ်။နောက်ဆုံးသတင်းဒီပုံနေနဲ့ ဥရောပလိပွဲတချို့နိုင်ငံရဲ့ခြားသွားကစားမယ့်အစီအစဉ်ကို UEFA ခွင့်ပြုခဲ့တဲ့တရင်ကိုတင်ဆက်ပေးမှာပါ။ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကဥရောပလိပွဲတချို့နိုင်ငံရဲ့ခြားသွားကစားမယ့်အစီအစဉ်ကိုခွင့်ပြုခဲ့ရပါတယ်။ဒါပေမဲ့ UEFA ရဲ့ထုတ်ပြန်ချက်မှာဥပဒေကြောင့်အရာတားဆီးမဲ့အခွင့်အရေးမရှိဘူးလို့လည်းရေးသားခဲ့ပါတယ်။ဒါကြောင့်လာမယ့်ဒဇမ20ရက်နဲ့21ရက်မှာကစားမယ့်ဘီလာရီးယားနဲ့ဘာစီလိုနာတို့ရဲ့လာလီဂါပွဲနဲ့ဖေဖော်ဝါရီလအတွင်းကစားမယ့် AC Milan နဲ့ Comoro ရဲ့ Serie A ပွဲတွေကနိုင်ငံခြားမှာတွားရောက်ကစားဖို့နှိမ့်ဆန်လာခဲ့ပါတယ်။ Villarreal နဲ့ Barcelona ပွဲကမာယာမီမြို့မှာရှိတဲ့ပရိသတ်6000ကျော်ဆန်တဲ့ Harrods Stadium မှာကစားဖို့စီစဉ်ထားတာပါ။ AC Milan နဲ့ Como ပွဲကတော့ Australia နိုင်ငံ Perth မြို့မှာကစားဖို့ရထားတာဖြစ်ပါတယ်။ UEFA ဥက္ကဋ္ဌ Severin ကလိပွဲတွေဟာမိခင်နိုင်ငံမှာပဲကစားတင်ပါတယ်။သစ္စာရှိအင်ကွင်းပြိတက်တွေကိုအခွင့်အရေးမဲစေတဲ့အပြင် ပြောင်းလဲကိုပုံပြဲစေနိုင်တဲ့အရာတွေအစပြုတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒီအစိုးရတော့ကရဲ့ကြေပြတ်မှုကိုကျွန်တော်တို့ဆွေးနွေးမှုကအတည်ပြုထားပါတယ်။အထူးကဲမခံနိုင်တဲ့ကိစ္စအပေါ်နိုင်ငံဘော်လုံးအဖွဲ့ချုပ်55ဘွဲ့ရဲ့အပြုသဘောထားပြီးတာဝန်ယူဆိတ်ဆက်ဆွေးနွေးမှုရှိခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောခဲ့ပါတယ်။ဥရောပပြည်သက်အဖွဲ့အစည်း FSE ကကစားနည်းအပေါ်ရေရှည်ထိခိုက်နိုင်မဲ့ဘေးဒဏ်အသင့်စေပြီးအနာဂတ်မှာတားမြစ်နိုင်မှုပုံမတင်ကျက်တဲ့ဥပဒေတွေရေးဆွဲနိုင်ရဲ့အလို့ရှိကြောင်းတုံ့ပြန်ခဲ့ပါတယ်။ အော်တိုဝါ9ရက်နေ့ည7:00နာရီညပိုင်းသတင်းတွေကိုတရိုက်ထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရစေ။တာယာအေဂျင့်နဲ့ဝါကျိုးချိန်လေးဖြစ်ပါစေ။